မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 23ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကထိုင်းနိုင်ငံသားရဲဝင်ကြီး Marek Sanglan ပေါင်းဆောင်တဲ့ထိုင်းစစ်တပ်ရဲ့ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး Song Wick Nong Pak Dee တို့ကိုနေပြည်တော်ကိုဖိတ်ပြီးတော့ကြားဖြန့်တိုက်ဖြတ်ရေးကိုအကြောင်းပြပြီးတော့နိုင်ငံတည်ငြိမ်ရေးသတင်းဖလှယ်ရေးနဲ့ကဏ္ဍပေါင်းစုံပူးပေါင်းရေးဆွေးနွေးကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဖေဖော်ဝါရီလ22ရက်နေ့မှာထိုင်းစစ်တပ်ရဲ့အထူးလေရင်နဲ့ထိုင်းနိုင်ငံသားရေးဝန်ကြီးနဲ့ထိုင်းစစ်တပ်ကာကွယ်ဦးစီးချုပ်တို့ကနေပြည်တော်ကိုရောက်ရှိလာခဲ့ကြတယ်လို့သိရပါတယ်။ထိုင်းနိုင်ငံသားရေးဝန်ကြီးကိုစစ်ကောင်စီရဲ့နိုင်ငံသားရေးဝန်ကြီးတန်းဆွေကဖိတ်ကြားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ထိုင်းနိုင်ငံသားရေးဝန်ကြီးကအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုက်နဲ့လဲတွေ့ဆုံခဲ့ပြီးတော့အခုလိုမျိုးတွေ့ဆုံရမှာကြားဖြတ်တိုက်ဖြတ်ရေးနိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးတရားဥပဒေစိုးမိုးရေး တရားမဝင်ကုန်စီစည်းစဲမှုနဲ့အကြမ်းဖက်မှုတိုက်ဖြတ်ရင်းကန္တာဘောင်းစုံပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြတယ်လို့စစ်ကောင်စီကတရင်ထုတ်ပြန်ထားပါတယ်။ဒါအပြင်ထိုင်းစစ်တပ်ရဲ့ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးဆောင်ဝိတ်နွန်ပတ်ဒီကလည်းစစ်ကောင်စီရဲ့ကာကွယ်ဝင်ကြီးမောင်မောင်အင်းနဲ့တွေ့ဆုံခဲ့က နှစ်နိုင်ငံအနေဆက်ဒေသလုံခြုံရေးကိစ္စရပ်များကိုဆွေးနွေးခဲ့ကြတယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။ကြားဖြန့်ကိုအကြောင်းပြပြီးတော့ထိုင်းနဲ့ဆက်ဆံရေးတွေတိစောက်လာတာထိုင်းရောက်နေတဲ့မြန်မာလူငယ်တွေနဲ့ရွေဦးတော်လိုက်ရေးအင်အားစုတွေအတွက်သတိထားရမယ့်အခြေအနေတခုလို့မြင်ပါတယ်လို့နေပြည်တော်တပ်တွင်းသတင်းရေးမြစ်ကတုံ့တက်ပြောဆိုထားပါတယ်။ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်မှာစစ်ကောင်စီလက်အောက်ခံ BGF ထိန်းချုပ်ထားတဲ့နယ်မြေများမှာကြားဖြန့်ခိုင်းများအတွင်လူကုန်ကူးခံရသူနိုင်ငံသားများနဲ့အလုအလုနေတဲ့နိုင်ငံသားများကို BGF ကဖမ်းဆီးပြီးတော့တပ်ဆိုင်ရာနိုင်ငံ များကိုပြန်လည်လွှဲပြောင်းပေးနေတယ်လို့သိရပါတယ်။ကြားဖြန့်တိုက်ဖြတ်ရေးဆိုပြီးတော့ထိုင်းတရုတ်နဲ့မြန်မာစစ်တပ်တို့ပူးပေါင်းလျက်ရှိတယ်လို့သိရပါတယ်။ကြားဖြန့်ခိုင်းများကိုအဓိကကာကွယ်ပေးနေတဲ့သူများကတော့စစ်ကောင်စီလက်အောက်ခံ BGF များဖြစ်တော်လဲကြားဖြန့်တိုက်ဖြတ်ရေးဆိုပြီးတော့ထိုင်းနဲ့တရုတ်နိုင်ငံတို့ကစစ်ကောင်စီနဲ့နှိကက်စွာပူးပေါင်းဆောင်ရွက်လာခြင်းဖြစ်တယ်လို့နှစ်နိုင်ငံထုတ်ပြန်ကြများအရသိရကြောင်းတင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းပြည်မြို့မှာရှိတဲ့အကျဉ်းထောင်အတွင်းမှာဒီကနေ့ဖေဖော်ဝါရီလ23ရက်နေ့မနက်7:00နာရီကပြစ်ခတ်မှုဖြစ်ပွားပြီးတော့နိုင်ငံရေးအကျဉ်းသားတချို့ဒဏ်ရာရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်7:00နာရီ10မိနစ်လောက်ကတနက်ပြစ်ခတ်တန်ကြားရတယ်စုံစမ်းကြည့်တော့ထောင်ထဲမှာရုံးရင်းဆန်ခတ်ဖြစ်တယ်လို့တော့သိရတယ်အသေးစိတ်တော့မသိရသေးဘူးနောက်ဆုံးကြားတာကတော့နိုင်ချင်းတို့ရောက်တနက်ဒဏ်ရာရထားတယ်လို့ ပြည်မြောက်ကန်တအုပ်ကပြန်လည်ပြောပြထားပါရယ်ပြည်အချင်းထောင်အတွင်းမှာပြစ်ခတ်မှုဖြစ်တဲ့အချိန်နိုင်ချင်းသုံးဦးထိခိုက်ဒဏ်ရာရရှိထားကြောင်းပြည်မြောက်ကနိုင်ငံရဲ့အချင်းသားဟောင်းတအုပ်ကလည်းပြန်လည်ပြောပြထားပါရယ်ထောင်ထဲကအချင်းသားတွေကိုစစ်မှုထမ်းဖို့ခေါ်ထုတ်မယ်ဆိုတဲ့သတင်းတွေလည်းကြားနေရတယ်အဲဒါကြောင့်ထောင်တွင်းထဲမှာစာနာပြတာလားတော့မသိရဘူးလို့၎င်းကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းဒဝယ်မြို့နယ်နဲ့လောင်းလုံးမြို့နယ်တို့မှာရွေးကောက်ပွဲအတွက်သကောင်စင်းကောက်ပေးခြင်းနဲ့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းများအကြမ်းဖက်စစ်တပ်နဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်နေတဲ့ထွေအုပ်ဝန်တန်းအောင်သေးကိုအရှိန်ဖမ်းဆီးနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဖေဖော်ဝါရီလ14ရက်နေ့ကဒဝဲမြို့ပေါ်မှာနေထိုင်တဲ့လောင်းလုံးမြို့နယ်ထွဲအုပ်ဝင်းတန်းအောင်သေးကိုလောင်းလုံးမြို့နယ်တချက်တော်ကြီးရွာမှာရှိတဲ့၎င်းရဲ့တမီးဖြစ်သူရဲ့အလူကိုလာရောက်တဲ့အချိန်မှာတော်လိုင်းတပ်ဖွဲ့များကဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ထွဲအုပ်ဝင်းတန်းအောင်သေးကိုလောင်းလုံး PDF က2021ခုနှစ်မှာသတိပေးစာပေးပို့တဲ့အချိန်မှာယာရုကနေနှုတ်ထွက်ပြီးတော့ဒဝဲမြို့ဘက်ကိုထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့2023ခုနှစ်အစပိုင်းကစတင်ပြီးတော့လောင်းလုံးမြို့နယ်ထွဲအုပ်ရုံးမှာ ထမှန်တာဝန်ထမ်းဆောင်တွေကရွေးကောက်ပွဲအတွက်ဒဝယ်မျိုးပေါ်မှာသကောက်စင်းကောက်ယူရမှာပါဝင်ခဲ့ပြီးတော့လက်ရှိချိန်မှာလဲလစာ2သိန်း4000နဲ့ထွေအုပ်ဝန်ထမ်းအဖြစ်နဲ့ဆက်လာပြီးတော့လောက်ကင်နေတယ်လို့ဝန်ခံထွက်ဆိုထားတာကိုတွေ့ရပါတယ်။အောင်သေးဟာလူငယ်များကိုစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးရမှာပါဝင်ပြီးတော့ရက်ွက်အတွင်းမှာရှိတဲ့ပြည်သူများရဲ့အသက်အရွယ်များကို အကြမ်းဖက်စစ်တပ်ထံကိုထွေအုံရုံးမှတာဝန်ထမ်းဆောင်နေတဲ့ဒူတိုင်းကသတင်းပေးဖို့တင်ပြရခြင်းဖြစ်တယ်လို့ရဲဘော်ရှဲတို့ကရှင်းပြထားပါတယ်။သူက2021ခုနှစ်မှာကျွန်တော်တို့ကစာနဲ့သတိပေးစာပို့ခဲ့ပါတယ်။အဲ့ဒီအချိန်ကတာဝန်ကနေနှုတ်ထွက်ပြီးတော့ဒဝဲမှာသွားရှောင်နေလိုက်တယ်။2023ခုနှစ်အစပိုင်းမှာလောင်းလုံးထွေအုံရုံးမှတာဝန်ပြန်ပြီးတော့ထမ်းဆောင်နေတယ်။အခုလက်ရှိသူကိုယ်တိုင်လည်းဝန်ခံထားပါတယ်။မကြခင်ကရွေးကောက်ပွဲအတွက်ဒဝဲမျိုးဘော်ကသံကောင်းစင်းကောက်ယူရမှာလဲသူပါဝင်ခဲ့တယ်။ လက်ရှိမှာလဲလာစားနဲ့သိန်းလေးတောင်းရနေတယ်ရွာမှာတော့မနေတော့ဘူးထွေအုံရုံးမှာတာဝန်ထမ်းဆောင်တော့သူတို့ရက်ွက်ထဲမှာဘဲအိမ်မှာအသက်အရွယ်ဘလောက်က ဘွဲ့ဗနေရောက်ရာပြီးပြီဆိုတာကအစထွေအုပ်ရုံးမှာတာဝန်ထမ်းတဲ့သူတိုင်းကသတင်းပေးဖို့တင်ပြရတာရှိတယ်လို့လောင်းလုံးမြို့နယ်ပြန်ကြားရေးတာဝန်ခံရဲဘော် ရှဲတို့ကပြောပြထားပါတယ်။အဲ့ဒီထွေအုပ်ဝန်ထမ်းအောင်သေးကိုလောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကဆက်လက်ထိန်းသိမ်းထားပြီးတော့၎င်းကိုအရေးယူမဲ့တာဝန်ရှိသူများထံကိုဆက်လက်ပြီးတော့လွှဲပြောင်းပေးရသွားမှာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ဒဝဲမြို့ပေါ်မှာစစ်ဆောင်လာတဲ့ပြည်သူများတွေကလူငယ်များကိုလည်းအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးမှုများကိုလှုပ်ဆောင်နေပြီးတော့အခုလိုမျိုးပေါ်တာဆွဲဖမ်းဆီးနိုင်ရန် ထွေအုပ်ဝန်ထမ်းများရက်ွက်အုပ်ချုပ်ရေးမှူးများနဲ့စည်ရေးများကအဓိကလှုပ်ဆောင်ပေးနေပြီးတော့၎င်းတို့ကိုလည်းဆက်လက်ပြီးတော့အေးအေးယူလှုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါဗျ။လက်ရှိတော့ကျွန်တော်တို့ကသူ့ကိုဆက်လက်ပြီးတော့ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ဘလို့စစ်စစ်အေးအေးယူမယ်ဆိုတာကတော့အခုချိန်မှာကျွန်တော်တို့ပြောလို့မရသေးပါဘူး။တေးကြတာကတော့အေးအေးယူနိုင်မဲ့တာဝန်ရှိတဲ့သူတွေရဲ့လက်ထဲကိုလွှဲပြောင်းပေးရမှာပါပဲ။လက်ရှိမှာတော့ဒဝယ်မျိုးပေါ်ကိုစစ်ဆောင်လာတဲ့ပြည်သူတွေအများကြီးရှိနေပါတယ်။ အဲ့ဒီတဲကလူငယ်ပိုင်းတွေကိုအဓိကပြစ်မှတ်ထားပြီးတော့ပေါ်တာဆွဲသွားတာတွေရှိပါတယ်အဲ့ဒီမှာပါဝင်ပတ်သက်နေတဲ့သူတွေဟာထွေအုပ်ဝန်ထမ်းတွေအများစုပါဝင်တယ်လို့ရက်ွက်အုပ်ကြီးတွေနဲ့စည်ရေးတွေအဓိကပါဝင်တယ်ဆိုတော့တော်လန်ရေးဟာနောက်ဆုတ်သွားမှာမဟုတ်ပါဘူးတော်လန်ရေးဟာအဆုတ်ထိသွားမှာဖြစ်ပါတယ်မတရားတဲ့လောက်ရတိုင်းအတွက်တစ်ချိန်ချိန်မှာပြန်လဲပြီးတော့တာဝန်ပြန်ခံရမှာဖြစ်ပါတယ်လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကဆက်လက်ပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကလေးမြို့နယ်မှာရှိတဲ့ဆေးစင်တာနဲ့တောင်ပိုင်းတိုင်းနယ်ဆေးရုံကိုအချက်မဲ့စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ရာပြည်သူ၃ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ14ရက်နေ့ညနေ6:73မိနစ်ခန့်မှာ ကလေးမြို့နယ်တောင်ပိုင်းမှာပြည်သူများနဲ့ပြည်သူရဲဘော်များကိုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိတဲ့ People's Healthcare Network အဖွဲ့ရဲ့ Medical Center 4ကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကလေကြောင်းကနေတိုက်ခိုက်တဲ့အချိန်မှာဘုံကျဲတိုက်ခိုက်မှုကြောင့်ဒဏ်ရာရရှိထားတဲ့ပြည်သူများကိုအရေးပေါ်ခွဲစိတ်ကုသမှုပေးနေတဲ့အချိန်ဖြစ်ပြီးတော့အရက်သားပြည်သူ၃ဦးသေဆုံးက၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေ့မနက်10:15မိနစ်ခန့်ကလည်း ကလေးမြို့နယ်တောင်ပိုင်းမှာပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုဆောင်ရွက်ပေးနေတဲ့ People's Healthcare Network ရဲ့ Station Hospital Southern ကလေးမြို့တောင်ပိုင်းတိုင်းနယ်ဆေးရုံကိုအကြမ်းဖက်စစ်တပ်ကလေးချောင်းကနေပြီးတော့ထပ်မံပြီးနှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေးချောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိတော့လဲဆေးရုံအဆောက်အဦများထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။အရသာပြည်သူတွေကျန်းမာရေးဆေးကန်းတွေစာတင်ချောင်းတွေကိုရည်ရွယ်ချက်ရှိရှိလေးချောင်းကနေတိုက်ခိုက်နေတာဒီဟာအလုံးကိုလူမဆန်တဲ့လောက်ရဖြစ်ပါတယ်။ ဘလောက်ပဲရက်ဆက်ရုံမှာစွာတိုက်ခိုက်ဖြတ်စည်းနေပါစေ PHN ကလေးအနေနဲ့ပြည်သူအားနဲ့ရှေ့ဆက်ပြီးတော့အဝဲရတဲ့အထိရှေ့ဆက်သွားမှာပါလို့ People's Healthcare Network အဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါဗျ။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြားထဲကနေပြီးတော့ထိခိုက်ဒဏ်ရာရတဲ့ပြည်သူများနဲ့ပြည်သူရဲဘော်များကိုတပ်ဆွန်ဆန်ပြားကယ်ဆယ်ကုသစောင့်ရှောက်မှုတွေပေးခဲ့ကြရတယ်။ People's Healthcare Network ကလေးရဲ့ကျန်းမာရေးစေတနာဝန်ထမ်းများကိုအလေးနက်မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်လို့ပြောဆိုထားပါဗျ။အကြမ်းဖက်စစ်ကောင်စီရဲ့အရသာပြစ်မှတ်များကိုရည်ရွယ်ချက်ရှိရှိလူမဆန်စွာတိုက်ခိုက်ဖျက်ဆီးလျက်ရှိတယ်။ဆက်ဆုပ်ရုံရှားပွဲကောင်းတဲ့လောက်ရများကို PHN ကလေးက အပြင်းထန်ကန့်ကွက်ရှုံထားတယ်လို့ထုတ်ပြန်ထားပါတယ်။နှွေဦးတော်လိုင်းကြီးအစိုးသက်တိုက်ပွဲအောင်မြင်ပြီးမြောက်တဲ့အထိကိုပြည်သူလူထုနဲ့အတူကြိုးပမ်းဆောင်ရွက်သွားမယ်လို့အလေးအနက်အဓိပ္ပာယ်ပြုကြောင်း People's Health Network အဖွဲ့ကထုတ်ပြန်ပြောဆိုလိုက်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံကနေပြည်ပနိုင်ငံများကိုတွားရောက်အလုပ်လုပ်ခွင့်ကိုဖေဖော်ဝါရီလ14ရက်နေ့ကစတင်ပြီးတော့စစ်ကောင်စီကပိတ်ပင်ထားရာအခု9ရက်ကြာတဲ့အထိပြန်လည်ဖွင့်လှစ်ပေးခြင်းမရှိသေးတဲ့အတွက်ကြောင့်နိုင်ငံသားထွက်မဲ့မြန်မာအလုပ်သမားထောင်ထဲချီပြီးတော့ပြည်တွင်းထဲမှာစောင့်ဆိုင်းပိတ်မိနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဖေဖော်ဝါရီလ14ရက်နေ့ကစတင်ပြီးတော့စစ်ကောင်စီကပြည်ပကိုအလုသမားများဆေးလွတ်မှုများကိုဆိုင်းငံ့လိုက်ပြီးတဲ့နောက်ပြည်ပအလုသမားများတပ်တေကန်က OWIC ကက်များထုတ်ပေးမှုကိုလည်းရပ်ဆိုင်းလိုက်တယ်လို့သိရပါဗျ။ဒီကနေ့ဖေဖော်ဝါရီလ23ရက်နေ့အထိ9ရက်ကြာလာပြီဖြစ်တော့လဲစစ်ကောင်စီကပြည်ပအလုသမားဆေးလွတ်မှုနဲ့ပတ်သက်ပြီးတော့တစုံတရာထောက်ပြခြင်းမရှိတဲ့အတွက်ပြည်တွင်းထဲမှာနိုင်ငံသားကိုတွားရောက်ပြီးတော့အလုလုရန်ဆောင်ဆိုင်နေတဲ့အလုသမားတွေထောင်ချီပြီးတော့ပိတ်မိနေတယ်လို့သိရပါဗျ။ ဖေဗူလာ21ရက်နေ့မှာပြည်ပအလုံသမားစေလွတ်မှုနဲ့ပတ်သက်တဲ့အမိန့်ညွှန်ကြားချက်အသစ်ထွက်မယ်ဆိုပြီးတော့တရင်တွေထွက်နေလို့ညှော်နေပေမဲ့လည်းဘာမှထွက်မလာဘူးအခုတော့ဖေဗူလာ24ရက်နေ့မှာညွှန်ကြားချက်အသစ်ထုတ်မယ်ပြောနေကြတာပဲအတိအကျတော့ဘာမှမသိရသေးဘူးပြည်တွင်းမှာတော့ OWIC ကက်ရိုက်ဖို့နဲ့ပြည်ပထွက်ဖို့စောင့်နေတာအလုံသမားတွေကတော့ထောင်ထဲချပြီးတော့ပိတ်မိနေတယ်တချို့ဆိုရင်လေရင်လက်မှတ်တွေပါဖြတ်ပြီးသားတွေ PJ နိုင်ငံကူးလက်မှတ်တွေအကုန်ဒုက္ခရောက်နေကြတာလို့ပြပလုပ်ငန်းအေဂျင်စီလုပ်ငန်းရှင်တအုပ်ကရှင်းပြထားပါဗျ။စစ်ကောင်စီရဲ့အလုံတမားဝင်ကြီးအစ်စ်ဖြစ်လာတဲ့ချစ်ဆွေကအခုလိုမျိုးပြပကိုအလုံတမားများဆေးလွတ်မှုကိုကတ်တတ်ထားခြင်းဖြစ်ပြီးတော့ပြပထွက်ကြမယ်အလုံတမားတွေတဲကအမျိုးသမီးအလုံတမားများဆေးလွတ်မှုကိုတော့အသက်အကန့်အသတ်နဲ့နိုင်ငံအကန့်အသတ်ချက်များနဲ့ထုတ်ပြန်မယ်လို့သိရကြောင်းအလုံတမားဝင်ကြီးဌာနတရင်းရင်းတစ်ခုကပြောပါဗျ။ ပြည်ပအလုတ်ကန်တို့အမျိုးသမီးအလုတ်သမားတွေစိတ်လွတ်မှုမှာအသက်ကန့်သက်ချက်နိုင်ငံကန့်သက်ချက်အလုတ်ကန်အမျိုးအစားကန့်သက်ချက်တွေရှိနိုင်ပါတယ်ဌာနတွင်းဆွေးနွေးမှုတွေအရာအမျိုးသားအလုတ်သမားတွေစိတ်လွတ်မှုမှာလည်းကန့်သက်ချက်တချို့ကိုဖြည့်ဆော့ပေးဖို့ရှိတယ်လို့သိရတယ်ဒါပေမဲ့အရင်လောက်တော့မြန်မြန်ဆန်ဆန်ပြည်ပအလုတ်ကန်တို့ထွက်ခွင့်ရတာမျိုးတော့ရှိနိုင်မယ့်အခြေအနေမဟုတ်ပါဘူးပြည်ပကိုထွက်မယ်တယောက်ချင်းစီတိုင်းကအလုတ်သမားဝင်ကြီးဌာနရဲ့ခွင့်ပြုချက်ကိုရမှာပဲထွက်ခွင့်ရလိမ့်မယ်လို့အလုတ်သမားဝင်ကြီးဌာနတရေရင်မြစ်ကရှင်းပြထားပါတယ် အလုတ္တမဝင်ကြီးအသက်ချစ်ဆွေကပြည်ပကိုအလုတ္တမများဆေလွတ်မှုကိုလည်းလစဉ်အရင်အတွက်အကန့်အသတ်နဲ့သာခွင့်ပြုရန်ရှိနေတယ်လို့ဖေဖော်ဝါရီလ15ရက်နေ့ကပြည်ပအလုတ်ကန်အေဂျင်စီများနဲ့တွေ့ဆုံတဲ့အချိန်မှာထုတ်ဖော်ပြောဆိုခဲ့ပါတယ်စစ်ကောင်စီကစစ်မှုထမ်းရန်အကျုံးဝင်တဲ့အသက်16နှစ်ကနေအသက်35နှစ်အတွင်းအမျိုးသားများအားလုံးကို ပြည်ပကိုအလုသမားအဖြစ်နဲ့ဆေးလွတ်မှုများအားလုံးကိုကန့်သက်ပိတ်ပင်ထားတဲ့အပြင်ယခုအခါမှာအမျိုးသမီးအလုသမားများနဲ့ပတ်သက်ပြီးတော့လည်းကန့်သက်ချက်များကိုထောက်ရန်လှုံ့ဆော်လာတယ်လို့ပြည်ပအလုပ်ကိုင်အေဂျင်စီအတိုင်းဝိုင်းကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ